ကာလီဇော့ပါဒီကနေ့ဖေဖော်ဝါရီလ17ရက်နေ့နရင်းစရာရခိုင်တည်င်းဌာနရေးနောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုကျမမြန်နေခင်အားတင်ဆက်ပေးသွားမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့ဂွားမြို့နီမှာမိုင်းခွေးထင်းမတော်တဆရောက်သွားတဲ့ခလီငီကိုဆင်းကယ်တဲ့အီအီရရှိမိုင်းပေါက်ပွေပြီးအပြင်းထန်ဒဏ်ရာရရှိသွားတဲ့တည်င်းကြောက်ဖြူမှာတင်းပုံဝတ်နေတဲ့စစ်ကောင်စီတပ်ကတနက်နက်ဖိခတ်ခဲ့တဲ့အတွက်ဒေသခံတယောက်တေဆုံးပြီး နှစ်ယောက်တည်းအားရရှိခဲ့တဲ့တည်နေရခိုင်မှာဝဲရောဂါဖြစ်ပွားနေတဲ့စစ်ပီးရှောင်ရီစေဝါထောက်ပံ့မှုအရေးတကြီးလိုအပ်နေတဲ့တည်အပအဝင်ထူခြားတဲ့တည်တွေကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ဘွားမျိုးနေမှာဒီလာရှိရနေကမိုင်းကွင်းသေးကိုမတော်တဆရောက်ရှိသွားတဲ့အသက်၈နှစ်အရွယ်ကလေးငယ်ကိုအာရခတ်တတူအီအီကဘူကြီးအဆင်ရှိသူတယောက်ကဆင်းပြီးကီတင်ခဲ့ပါရီ။ မိုင်းခွင်းထီးကိုရောက်သွားခဲ့တဲ့မက်နန်းနန်းတွေကိုရင်ခွင်ပိုက်ပြီးကေထုတ်ခဲ့တဲ့အတွက်ဘာမှတန်ရာရရှိသွားတာမရှိခဲ့ဘူးလို့သိရပါတယ်။ဒါပေမဲ့မိုင်းခွင်းထီးကိုစင်းပြီးကေတင်ခဲ့တဲ့အီအီကဘူကြီးအဆင့်ရှိသူကတော့အပြင်းထန်တန်ရာရရှိသွားခဲ့ပြီးအရေးပေါ်စေဝါကူတာမှုခံယူနေရဆဲဖြစ်တယ်လို့စီရေးတည်ရင်မြစ်တယောက်ကပြောပါရယ်။အဲ့ဒီဘူကြီးဟာမိုက်ပေါက်ကွဲတဲ့အချိန်ထိခိုက်မှုမရှိရအောင်ခလီငင်နဲ့အတူ မြေကြီးပေါ်မောက်လေးခဲ့တာလို့သိရပါတယ်။အဲ့ဒီမိုင်းကွင်းဟာကွာမြို့သိမ်းတိုက်ပွဲအတွင်းတက်ဆုပ်ပြီးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကထောင်ထားခဲ့တာဖြစ်ပြီးမိုင်းရှင်းလေးရေမလုပ်ရသေးတဲ့ပေနစီပက်လီရှိမိုင်းကွင်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။အေးအေးထိမ့်ရှုပ်ထားတဲ့နေမြေတွေမှာစစ်လက်ကျန်ပစ္စည်းတွေနဲ့မိုင်းတွေကြောင့် မကြာခဏထိခိုက်တယ်ဟာရရှိမှုတွေများပြားလာနေတာကြောင့်အခုချိန်မှာမိုင်းရှင်းလေးလုပ်ငန်းစဉ်ကိုအချိန်ဟုန်တိုးမြင့်လှုပ်ဆောင်ပေးဖို့လိုအပ်လာနေပါတယ်။ကြောက်ပြူမြို့နေမှာစစ်ကောင်စီတရေပြစ်ခတ်မှုကြောင့်အရဲသားတယောက်တည်းဆုံးပြီးနေရောက်တယ်ဟာရရှိပြပါတယ်။ဖေဖော်ဝါရီလ9ရက်နေ့မှာကင်းဘုံဝွင့်နေတဲ့စစ်ကောင်စီတပ်ကအရဲသားစီးနင်းလာတဲ့ဆိုင်ကယ်တစ်စီးကိုတနက်နက်ပြစ်ခတ်ခဲ့တာပါ။ဒီဖြစ်စဉ်မှာ ဆိုင်ကေဘော်ကအသက်54နှစ်အရွယ်ဥအောင်တန်းကပွေရှင်ပြီးတည်ဆောင်းသွားပြီးအသက်56နှစ်အရွယ်ဦးတန်းမီကတော့ဒဏ်ရာပြင်းထန်ရရှိသွားပါတယ်။ဒါ့အပြင်အနီးအနားကအသက်50အရွယ်ဒေါ်မက်ကျူလေးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒေသခံတွေရဲ့ပြောပြချက်အရ စစ်ကောင်စီတပ်ကတည်ဆောင်းသူရဲ့အလောင်းနဲ့ဒဏ်ရာရရှိသူနေရာကိုဆိုင်ချုံရွာသေးကိုခေါ်ဆောင်သွားခဲ့ပြီးညနေပိုင်းမှာတော့ ။တစ်ပုတ်တောင်ကတညောင်ရီရေတက်ဌာနရှုပ်စခန်းစီကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်အတွင်းကစစ်ပီးရှောင်စခန်းတွေမှာဝမ်းပြဲဝမ်းလျှော်ယောဂဖြစ်ပွားမှုတွေဆက်လက်ရှိနေပြီးစေဝါထောက်ပံ့မှုတွေအရေးတကြီးလိုအပ်နေတယ်လို့သိရပါတယ်။တန်တွေး၊ကွ၊မောင်တော်၊ပုံနှကျွန်းစားတဲ့မြို့နယ်တွေမှာယောဂဖြစ်ပွားနေတဲ့စစ်ပီးရှောင်တွေအတွက်စေဝါနဲ့အခြားအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ 2024ခုနှစ်အောက်တိုဘာလကလေးကစတင်ဖြစ်ပွားခဲ့တဲ့ဝမ်ပြက်ဝမ်လျှော်ယောဂါဟာအခုချိန်ထိဆက်လက်ဖြစ်ပွားနေပြီးရာသီဥတုအကူပြောင်းကာလကြောင့်ယောဂါဖြစ်သူအရေအတွက်ပိုမိုတိုးလာနေပါရီတန်တွေးမျိုးနေကစီပီးရှောင်းဥထုံးသိန်းကလေးယောဂါပြောက်ကင်းဖို့အတွက်စီဝါရီအမြန်ဆုံးရရှိဖို့လိုအပ်နေတယ်လို့ပြောပါရီယောဂါဖြစ်ပွားနေသူတွေအထက်မှာအသက်တနည်းအောက်ကလေးငယ်တွေဆက်လက်ပိုင်းအွယ်လူကြီးတွေနဲ့ က်ကြီးရွေအိုရီလေးပါဝင်နေပါတယ်။မေယူဒေတာကီစီရဲ့တူတက်ရေးအသင်း MCRDA ရဲ့တာဝန်ရှိသူကိုကျော်ခိုင်ကလေဝမ်ပြန်ဝမ်းလျှော်ရောကဖြစ်ပေါ်တာဟာကြာမြင့်နေပြီဖြစ်တဲ့အတွက်စိုးရင်ရတယ်လို့အလူရှင်တွေနဲ့စည်းဝါးကူညီမှုတွေလေးလိုအပ်နေစေလို့ပြောဆိုပါရယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်။ ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ကရှင်ပြည်နေကဗမော်မြို့မှာ KIA ဥဆောင်နေတော်လန်ရေးတပ်ဖွဲ့တွေကစစ်ကောင်စီတဲ့ရေတင်ကားတဲ့ရင်အပါအဝင်တဲ့ရင်ဌာနရှုပ်တွေကိုတင်ပိုက်လိုက်ပြီလို့စီရေးသတင်းရင်းမြစ်တွေကပြောပါရယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်80နီးပါးတေဆုံးသွားခဲ့ပြီးလက်နက် KN အမြောက်များကို KIA ကတင်စီရမိခဲ့ပါရယ်နောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်30ကျော်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါရယ်။ KIA ဟာအမြောက်တက်366အမတ်639390တန်ရက်ကတက်နဲ့အမတ်939တက်လေးတင်ကားတက်တို့ကိုတင်ပိုက်ရရှိခဲ့တာပါ။လက်ရှိမှာဗမော်မျိုးကိုအပိသက်တင်ပိုက်နိုင်ရတဲ့အတွက်စကောင်စီတပ်ဖွဲ့တွေဖြစ်ကြတဲ့စကခါနှစ်တီခလာရ236ခလာရ၄ခွန်၄ကြည်တနဲ့ဒုံးတက်ရင်တို့ကြန့်ရှိနေစေဖြစ်ပြီး KIA ဥဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့တွေကလည်းထူးဆစ်စင်နေစေဖြစ်ပါရည်။နိုင်ငံတကာသတင်းဘုတ်အနေနဲ့ကတော့အမေရိကန်ကာကွယ်ရေးဝန်ကြီး P Hexet ဟာမနေ့ကဂျာမနီနဲ့ဖိုလန်နိုင်ငံတွေကိုခီးထွက်ခေါ်သွားပြီလို့အမေရိကန်သတင်းတွေကဖော်ပြကြပါရည်။ဒါဟာအမေရိကန်ကာကွယ်ရေးဝန်ကြီးအတီရေပထမဆုံးနိုင်ငံခြားခီးစဉ်လေးဖြစ်ပါရည်။ဒီခီးမှာပဲဂျာမနီကအမေရိကန်စစ်တပ်ရဲ့ဥရောပစစ်ဌာနရှုံနဲ့ အာဖရိကစစ်ဌာနရှုပ်တွေရဲ့အခြေအနေတင်ပြချက်ကိုလေကြားနာဖို့ရှိတယ်လို့ဆိုပါရယ်အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာဖေဖော်ဝါရီလ12ရက်နေ့နဲ့13ရက်နေ့မှာကျင်းပမယ့်ဥရောပစစ်ရေးမဟာမိတ်အဖွဲ့ NATO ရဲ့ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနဲ့ယူကရိန်းကာကွယ်ရေးဆက်သွယ်ရေးအုပ်စုကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကိုတက်ရောက်မယ်လို့ဆိုပါရယ်စစ်ပွဲအဆုံးသတ်နိုင်ဖို့တန်တမန်ရေးဖိအားပေးတာအပြင်ယူကရိန်းအတွက်လုံခြုံရေးအထောက်အကူပေးရမှာ ဥရောပခေါင်းဆောင်မှုတူးမြင့်ဖို့ကိုလေအမေရိကန်ကာကွယ်ရေးဝန်ကြီးကအဓိကထားမေလို့ပင်တဂွန်ကထုတ်ပြန်ထားပါရယ်ဒီဆက်သွယ်ရေးအုပ်စုမှာနိုင်ငံ90နီးပါးပါဝင်ပြီးအခု26ကြိမ်မြောက်အစည်းအဝေးကိုဗြိတိန်နိုင်ငံကဥဆောင်မေလို့ဆိုပါရယ်အမေရိကန်မဟုတ်တဲ့တခြားနိုင်ငံကဒီအစည်းအဝေးကိုဥဆောင်တာဟာဒါပထမဆုံးအကြိမ်လေးဖြစ်ပါရယ်ရှင် နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါရယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါရယ်။နရင်းစရာအတန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါရယ်။အားလုံးကျန်းမာရှုလန်းကြပါစေရှင်။